မိတ်ဆွေတို့အနေနဲ့ရုပ်ရှင်တွေစာအုပ်တွေဘာသာရေးအစုံမင်းတွေထဲမှာဒီတမလွန်ဘဝနဲ့ပတ်သက်လို့အယူအဆပေါင်းစုံကိုကြားဘူးကြမယ်လို့ထင်တယ်။တချို့ကတော့တိတ်ကိုလှပါတဲ့ပုံပိမ့်မယ်တခုတချို့ကျတော့လည်းအရန်ကြောက်စရာကောင်းတဲ့ငရဲလိုနေရာကြီး တချို့ဘာသာတွေကြောက်လဲနှစ်ခုတစ်လုံးရှိခဲ့နေရဆိုပြီးတော့ final လုပ်တဲ့ကြာတယ်ဒီကျွန်တော်မေးချင်တာကတမလွန်ဘွားဆိုတာတကယ်ရောရှိနိုင်ရဲ့လားဒီတမလွန်ဘွားနဲ့ပတ်သက်လို့ရုပ်ရှင်တွေရိုက်ပြနေတာတွေကရောတကယ်အစ်စ်အမန်နဲ့ဘလောင်နီးဆက်တယ်လေဒါဆိုအစ်စ်အမန်ဆိုတာကရောဘာဖြစ်နေမလဲဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကနေပြီးတော့မိတ်ဆွေတွေကိုတမလွန်ဘွားနဲ့ပတ်သက်တဲ့ ေတေပြီးနောက်ဘာတွေဆက်ဖြစ်နိုင်တယ်လဲဆိုရဲအယူအဆတွေနဲ့ပတ်သက်လို့ကျွန်တော်ကြည့်ခဲ့မှုရဲ့ရုပ်ရှင်တွေကျွန်တော်ဖတ်ခဲ့မှုရဲ့စာအုပ်တွေနဲ့ဖျားဟောခဲ့တဲ့တရားတွေကိုပေါင်းစပ်ပြီးတော့ကျွန်တော်မေးခွန်းတွေထုတ်မယ်အဖြေတချို့ကိုလည်းပေးမယ်ပေါ့ဒါပေမဲ့တိကျတဲ့အဖြေရမယ်လို့ကျွန်တော်အားမမခံနိုင်ဘူးဘာကြောင့်လဲဆိုတော့တမန်ဘွားနဲ့ပတ်သက်လို့တိတိကျကျအဖြေပေးနိုင်ရင်ကျွန်တော်လူသားမဟုတ်တော့လို့ဆိုတော့ကျွန်တော်အနေနဲ့ကဘာတဝမ်းကသိမဲ့မင်းညာရှင်တွေ ရုပ်ရှင်နဲ့ဂီတအနုပညာရှင်တွေစာအုပ်စာပေသမားတွေနဲ့အတူကျွန်တော်ရဲ့ကိုပိုင်အမြင်တွေနဲ့ပါပေါင်းစပ်တင်ပြပေးသွားမယ်။ Emblem 1နဲ့ပတ်သက်တဲ့ concept လေးတွေကိုလိုက်ပါကြည့်ကြည့်ခန်းစားပေးကြဖို့တောင်းဆိုခြင်းပါတယ်။ဆိုတော့ကျွန်တော်ဆက်လက်24ကြည့်ကြတာပေါ့။မိတ်ဆွေတို့အနေနဲ့ရုပ်ရှင်တွေစာအုပ်တွေဘာသာရေးအဆိုအမိန်တွေထဲမှာဒီ Emblem 1ကိုပုံစံမျိုးစုံနဲ့ကြားဖို့တွေးဖို့ကြားမှာပါ။အဲတချို့ကတော့တိတ်ကိုလှပပြီးငင်းကြမ်းတဲ့နေရာတချို့ကတော့ကြောက်စရာကောင်းတဲ့ငရေပုံ ဒီချိုးကနှစ်ခုလုံးဖြစ်နိုင်တယ်လို့ဆိုထားတာတွေလည်းရှိကြတယ်။ရောတမလုံးဆိုတာတကယ်ရောရှိနိုင်လို့လားဗျ။အခုရုပ်ရှင်တွေကပြတာတွေကရောဘလောက်ထိအစစ်မှန်တဲ့နှိစက်နေနိုင်လဲ။ဟုတ်ကဲ့ပါ။ဒီမေးခွန်းနေနဲ့ပတ်သက်လို့ဒီနေ့ဗီဒီယိုကနေဒီဘာသာရေးတွေကပြောတဲ့တမလုံးကိုပြောဆိုဆွေးနွေးသွားပြီးတော့ဒီတမလုံးလောကနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုကျွန်တော်လည်းအတူတူမေးသွားကြမယ်။ဒီရုပ်ရှင်တွေကတမလုံးပုံရိပ်တွေကဘာတော်ဝန်ကယုံကြည်မှုတွေနဲ့ ဒီဒေဗန်ဆိုင်ရာအထောက်အထားတွေတသနာပညာရှင်တွေစသည်စသည်ဗက်ပေါင်းစုံကနေကျွန်တော်တို့အဖြစ်ထုတ်ကြည့်သွားကြပါမယ်အဲတမလွန်နဲ့ပတ်သက်လို့ယုံကြည်မှုတွေအမျိုးမျိုးကွဲပြားကြတယ်အာမိကုန်နေလေအများကြီးရှိကြတယ်ပေါ့ဒါပေမဲ့ဒီတမလွန်နဲ့ပတ်သက်လို့အများကြီးသိချင်ရင်တော့ကျွန်တော်တို့စာအုပ်တွေထဲမှာလည်းရှိသလိုအကောင်းဆုံးကတော့ရုပ်ရှင်တွေပဲဗျဒီရုပ်ရှင်တွေကတမလွန်ကိုစိတ်ကူးရင်ပုံပေါ်ထားတော့ညာလေပေါ့နော်ဒီဘာသာပေါင်းစုံရဲ့ရှုထောင့်ပေါင်းစုံကနေမြင်နိုင်အောင်ရိုက်ပြထားတာတွေအများကြီး ဒါကြောင့်ကျွန်တော်တို့ပထမဦးဆုံးအနေနဲ့ဒီရုပ်ရှင်တွေထဲကတာမန်တော်ပွင့်တွေကိုအရင်ဆုံးတွေ့ဖို့ကြည့်ကြပါမယ်။ဟာတကယ်တော့ရုပ်သံဇလန်ဒဲရီဟာဒီကျွန်တော်ရဲ့စိတ်ကူးစိတ်တန်းတွေကိုဖန်ဆားနိုင်တဲ့အစွမ်းထက်တဲ့ဂျားကန်တဲ့တစ်ခုဖြစ်တယ်ဗျ။အေးတာမန်တော်ဘွားဆိုရင်နည်းနည်းတဲ့အကြောင်းအရာကိုဒီဖန်တီးတဲ့သူတွေဟာအနည်းဆက်ဆုံးလို့ပြောရတော့တဲ့အထိ အခုစိတ်ဝင်စားဖို့အကောင်းဆုံးအနေထားတွေဒီကိုဖန်တီးပြသနိုင်ကြတယ်။အာဒီလိုဖန်တီးပြသရမှာအများဆုံးတွေ့ရတဲ့ပုံစံတွေကတော့ဒီကောင်းငင်ပုံနဲ့ငရဲပုံဆိုတဲ့ concept ပဲ။အာတော်တော်များများသောရုပ်ရှင်တွေကလည်းဒီအချက်နှစ်ချက်နဲ့ဒီနေရာနှစ်ခုကိုပဲ final လုပ်ပြီးရိုက်ပြကြတယ်။ဒီဥမာ1998ခုနှစ်မှာထုတ်တဲ့ဒီ What Dream Me Come ဆိုတဲ့ရုပ်ရှင်မှာဆိုရင်အယောင်သွေးဆောင်လီပြီးလှပရဲ့ကောင်းငင်ပုံကြီးကိုမြင်ရသလိုဒီ John Wick ရိုက်ကူးရဲ့ Constantine ဆိုတဲ့ရုပ်ရှင်လိုရုပ်ရှင်မှာတော့ အဲကြောက်စရာမီးဟွန်းတောက်နေတဲ့ငရဲပုံမျိုးကိုတွေ့ရတတ်တယ်။အာဒီရုပ်ရှင်ကလည်းကျွန်တော်တို့တော်တော်များများသိကြပြီးသားရုပ်ရှင်တစ်ခုပဲလို့ထင်တယ်။အာဒါပေမဲ့တချို့ရုပ်ရှင်တွေကတော့ဒီတည်ဆုံးပြီးတဲ့နောက်ချက်ချင်းရောက်သွားတဲ့ဂျားပုံအဲဒါမှမဟုတ်နန်လောကကိုပေါ်ပြတယ်ဗျ။အာဥမာ1990ခုနှစ်မှာထုတ်တဲ့ Ghost ရုပ်ရှင်မှာဒီမင်းသားပက်ထရစ်ကွယ်လွန်ပြီးတဲ့နောက်အဲသူကဝိညာဉ်ဖြစ်သွားပြီးတော့သူချစ်သူကိုကူညီဖို့ကြိုးစားနေတဲ့အဖြစ်ကလေးကလည်း အဲဒီလိုမျိုးနန်လောကဂျားကာလာကိုဖော်ပြတာပေါ့အဲအဲ့စကားလေးလေတကယ်ကောင်းတာမို့စကားမစဲ recommend ပေးခြင်းနေပေါ့နော်အဲနောက်ပြီးတော့1999နှစ်မှာထုတ်တဲ့ The Sixth Sense ရုပ်ရှင်မှာဆိုရင်လေဒီတည်ဆုံးပြီးနောက်မတည်သေးတဲ့ဝိညာဉ်တွေရဲ့လောကကိုထိထိမိမိရိုက်ပြထားတယ်အော်ဒါရီပြင် CW ရုပ်သံလိုင်းရဲ့နာမည်ကြီး TV ဇာတ်လမ်းရဲတစ်ခုဖြစ်တဲ့ဒီ Super Neutral မှာဆိုရင်လေလူတယောက်တည်ဆုံးသွားရင်သူတို့ရဲ့ဝိညာဉ်ဟာ ဒီသူရဲ့ကိုခန္ဓာအလောင်းကောင်ဘေးထဲမှာပဲရှိနေတက်ပြီးတော့ဒီတင်မင်းဒါမှမဟုတ်တင်မင်းရဲ့တမန်တွေကလာရောက်ခေါ်ဆောင်သွားမှအဲတမလွန်ခီးကိုဆက်ရရဲဆိုတဲ့ concept ကိုစိတ်ဝင်စားဖို့ရိုက်ကူးထားတာမျိုးတွေလည်းရှိတယ်။အာဒီလိုမျိုးမျိုးစားစုံလင်လာတဲ့ဖော်ပြမှုတွေဖန်တီးမှုတွေဒဲကမှနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကတော့ဒီလူဝင်စားတဲ့ပတ်သက်တဲ့ concept တွေပေါ့ နည်းအားဖြင့်ပြန်လည်ဝင်စားခြင်းအယူဆလို့လည်းပြောလို့ရတယ်။အာမင်းသားကြီးတွန်ဟန်ရဲ့2012ခုနှစ်သူကလာအသလက်လိုရုပ်ရှင်မှာဆိုရင်ဒီဝိညာဉ်တွေက KSS ဘဝမျိုးမျိုးကိုကူးပြောင်းနေရတဲ့ပတ်သက်လို့ရှုပ်ထွေးစာဖော်ပြထားတယ်။ဒီ SSG ကလည်းတန်လျာမှာထပ်ပံတလေလင်းမွေးဖွားရခြင်းတည်ဆောင်းရခြင်းဆိုတဲ့ concept နဲ့ညှိလို့ရတာမို့လို့အာမကြည့်ရသေးရင်သွားကြည့်ဖို့အတွက်တော့ အဲတိုက်တွန်းခြင်းနေပေါ့နော်နောက်ပြီးတော့ဒီ2012ခုနှစ်မှာထုတ်တဲ့ Adobe Purpose လို့ရုပ်ရှင်မှာဆိုရင်လေဒီခွေးလေးတစ်ကောင်ကအသေးဆုံးပြီးတိုင်းဘဝအသစ်တွေမှာထက်ခါတက်ခါဝင်စားပြီးတော့သူ့ရဲ့ရွယ်ချက်ကိုရှာဖွေတဲ့ပုံစံကိုစိတ်ဝင်စားအာရသစုံလင်းတော့ AI ကူထားတယ် Excellent လေးမှာဆိုရင်ဒီစိတ်ဝင်စားစရာကောင်းတယ်စိတ်လှုပ်ရှားစရာကောင်းတယ်နောက်ပြီးတော့ဝမ်းနည်းစရာကောင်းတယ်အခန်းလေးတွေလည်းပါတယ်ဗျအာဒါပေမဲ့ဒီရုပ်ရှင်တိုင်းကတမလွန်ကိုလှလှပပပုံဖော်တာလားလို့မေးမယ်ဆိုရင်တော့မဟုတ်ဘူးလို့ပဲဖြေရမယ်ဗျ ဘာလို့လဲဆိုတော့တချို့ရုပ်ရှင်တွေဟာတင်ဆောင်ခြင်းဟာအရာအလုံးရဲ့အဆုံးအသတ်ပဲလို့ပြသလို Disney ရဲ့ကိုကိုလိုရုပ်ရှင်မှာဆိုရင်လည်း Mexican လူမျိုးတွေရဲ့တမလွန်ဆိုင်ရာယုံကြည်မှုတွေကိုဒီအလွန်လှပတဲ့ animation နဲ့ပုံဖော်ထားတာမျိုးတွေလည်းရှိရပေါ့နော်အာနောက်ပြီးဒီ A Love Story ရုပ်ရှင်မှာဆိုရင်လည်းမင်းသားကရည်စားနဲ့ပြသွားလို့ကိုကိုကိုတက်တည်လိုက်တဲ့အချိန်မှာဒီသူ့လိုမျိုးကိုကိုကိုတက်တည်တဲ့သူတွေရောက်ကြတဲ့ဘုံတစ်ခုကိုရိုက်ပြထားတာမျိုးတွေလည်းရှိရအဲ့ဒီပုံမှာဆိုရင် Jerry မရှိဘူးအယောင်တွေမရှိဘူးပေါ့နော်နေနေတဲ့လူတွေကပြုံးလို့မရကြ အာစိတ်ကူးရင်လို့ပြောလို့ရနေပေမဲ့သူဆိုလိုချင်တာနဲ့သူရိုက်ပြသွားတဲ့ concept လေးကတော်တော်ကောင်းတယ်ဗျပြောရင်ပြောလို့မရဘူးဆိုတဲ့အခန်းကြီးကတော်တော်ရင်ခုန်စရာကောင်းပြီးတော့ကြောက်ဖို့ကောင်းနေတာပေါ့ဒါဆိုမင်းစရာတစ်ခုရှိလာတာကရုပ်ရှင်တွေကဘာကြောင့်တမလွန်နဲ့ပတ်သက်လို့စိတ်ဝင်စားဖွယ်ရိုက်ပြကြတာလဲဘာကြောင့်စိတ်ကူးရင်ဆန်ဆန်မိကွန်းဆန်ဆန်တွေရိုက်ပြကြတယ် ဒီတော့အပြည့်ပေးရမယ်ဆိုရင်တော့လူသားတွေရဲ့တည်ခြင်းတရားပေါ်မှာထားတဲ့စိုးရင်စိတ်ကြောင်ရင်စိတ်နဲ့ဒီတစုံတစ်ခုကိုမျောလင်းတောင်းတဆက်တဲ့စိတ်တွေကိုထင်ဟပ်စေလိုပဲဗျလူသားတွေဟာသူတို့ရဲ့လောကီရေရာကိစ္စတွေသူတို့ရဲ့နေစဉ်ဘဝနေစားတူဟာအလौဒင်းနဲ့အလौရှုံနေကြတယ်ဆိုပေမဲ့ သူတို့ရဲ့မသိစိတ်ထဲမှာတော့တေကျဲတရားနဲ့ပတ်သက်လို့မေးခွန်းတွေကြောင်းရုံစိတ်တွေရှိနေတတ်ကြရဲ့အဒါဟာသူတို့အလုပ်တွေရှုံနေလို့မေ့နေရမျိုးအမှမဟုတ်တသက်မဲ့မေ့ထားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ပေါ့နော်သူတို့ရဲ့စိတ်ထဲမှာတော့မေးခွန်းတွေရှိနေတတ်ကြရဲ့ဒါကြောင့်လူဇလန်တွေကိုဖန်တီးခြင်းဟာလူသားတွေရဲ့ဒီတိမ်မြုပ်နေတဲ့ဇွမ်းရည်ကိုဖော်တာအဲဒီတိမ်မြုပ်နေတဲ့မေးခွန်းတွေကိုတိတိတတ်တာမေးစေတာအဲနောက်ပြီးစူးစမ်းလို့စိတ်ကိုမြင်မားစေတာမျိုးတွေဖြစ်တဲ့ ပြီးတော့စွဲဆောင်မှုရှိတယ်။အဲနောက်တစ်ခုကဝန်ထဲချင်းကြောက်ရွံ့ခြင်းနဲ့ဒီစိတ်ခံစားချက်တွေအများကြီးကိုလုံးစုံပေးနိုင်တယ်။အဲတခါတည်းကမှဒီလိုဇလန်တွေကကိုကျင်တရားဆိုင်ရာအသိပညာတွေကိုတော့ပေးစွမ်းနိုင်တာကြောင့်အဲဒီလိုဇလန်တွေက အများကြီးပေါက်ရောက်နေတာလို့ပြောလို့ရတယ်။ ဆိုတော့ကျွန်တော်အခုပြောပြပေးခဲ့တာကတော့တမလွန်နဲ့ပတ်သက်လို့ရိုက်ထားတဲ့ရုပ်ရှင်တွေနဲ့သူတို့ရဲ့ရှူတော့နေကိုတင်ဆက်ပေးခဲ့တာပေါ့ဆက်လက်ပြီးဗာပြောမှလဲဆိုတော့ကျွန်တော်ဘာသာရေးရှူတော့ကနေပြီးတမလွန်နဲ့ပတ်သက်လို့မိကွန်ထုတ်ကြည့်သွားမယ်ရုပ်ရှင်တွေထဲမှာတမလွန်နဲ့ပတ်သက်တဲ့ concept တွေဟာ အရန်ကိုစိတ်ကူးရင်ဆန်နေတယ်လို့ပြောလို့ရနိုင်ပေမဲ့တကယ်လက်တွေ့မှာလည်းဓမ္မလွန်နဲ့ပတ်သက်တဲ့ concept တွေယုံကြည်မှုတွေတမိုင်းဆိုင်ရာတွေကစိတ်ကူးရင်ဆန်ဆန်အနေအထားတစ်ခုမှာပဲရှိနေသေးတယ်ဒီဘာသာတရားအများစုကတော့ဓမ္မလွန်ဘွားနဲ့ပတ်သက်တဲ့အယူအဆတွေကိုဒီအဓိကကျင့်စဉ်တစ်ခုအပြည့်ထည့်တွင်းပြထမ်းလေးရှိပြီးတော့ဒါဟာယုံကြည်သူတွေအတွက်ဘဝရဲ့အတိတ်ပဲတည်ဆုံးခြင်းရဲ့နောက်ဆက်တွဲနဲ့ ကိုကျင်တရားဆိုင်ရာလမ်းညွှန်ချက်တွေကိုပေးစွမ်းနိုင်တယ်လို့ပြောထားတယ်။ Okay ဆိုတော့ကဘာတော်ကဘာသာတရားတွေနဲ့ယဉ်ကျေးမှုတွေမှာဒီတမလွန်ဘဝကိုဘယ်လိုမြင်ကြသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ပို့ပြီးကြည်ကြည်ပြန့်ပြန့်ဆွေးနွေးကြည့်ကြရအောင်ပါ။ပထမဦးဆုံးအနေနဲ့ဗုဒ္ဓဘာသာကိုပြောမယ်ဗျ။ဒီကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုရင်တန်တရားလေခြင်းဆိုတဲ့အယူအဆက main concept လို့ပြောလို့ရတယ်။အဲဒီထဲကနေထွက်နိုင်ဖို့နောက်ဆုံးပန်းနိုင်တဲ့ခုဖြစ်တဲ့နိဗ္ဗာန်ကိုတွားရောက်ခြင်းဆိုတာလည်းရှိနေတယ် ဒီတတဝါတွေဟာကိုလှုပ်တဲ့ကုသိုလ်အကုသိုလ်ကံအလိုက်ဒီနတ်လူတရိတ်ဆန်ပိတာအသူရကေငရဲစတဲ့ဘုံအမျိုးမျိုးမှာထက်ခါထက်ခါကျင်လည်ကြရတယ်ဒီတန်တရာဝိစင်းရဲကလည်းလွန်မြောက်ဖို့အတွက်မက်ကင်ရှင်ပါအကျင့်ကိုကျင့်ကြံပြီးတော့ဒီအစုံးဆုံးဆုံးသောငြိမ်းချမ်းမှုဖြစ်တဲ့နိဗ္ဗာန်လို့ခေါ်တဲ့နိဗ္ဗာန်ကိုရောက်ရှိဖို့ကြကုတ်ချက်ကြိုးစားကြရတယ်ပေါ့ဒီနေရာမှာတခြားဘာသာတွေနဲ့သွားကွဲတဲ့တစ်ချက်က အခြားဘာသာတော်တော်များများကကောင်းကင်ဘုံနဲ့ငရဲဘုံကိုပဲ final လုပ်တဲ့ကြတာဖြစ်ပြီးတော့ဒီဗုဒ္ဓဘာသာမှာတော့နိဗ္ဗာန်ဆိုတဲ့ကောင်းကင်နဲ့ငရဲတဲ့လွန်တဲ့ဘဏ္ဍာတစ်ခုကိုချပြနိုင်စွမ်းရှိထားတယ်။ဆိုတော့ဒီအရာကလည်းပဲဗုဒ္ဓဘာသာတည်တခြားဘာသာတွေနဲ့ကွဲပြားနေတယ်ဆိုတဲ့အချက်ကိုအာမြင်သာစေရပေါ့နော်ဆိုလိုချင်တာကတော့ငရဲလည်းမရှိတော့သလိုကောင်းကင်ဘုံကိုလည်းမသွားရတော့ဘူးမင်းနေနေနိဗ္ဗာန်ဆိုတဲ့နေရာကိုရောက်ရင်တန်တရာတွေကိုပြန်ဝင်စီအောင်မလိုတော့ဘူးအလုံးချုပ်ငင်းသွားပြီဆိုပြီးတော့အတိတ်ပဲရတယ် အနည်းအားဖြင့်ဒုက္ခအားလုံးရဲ့ခြုံငင်းရာကိုရှာဖွေခြင်းလို့လည်းအတိတ်ပဲဖွင့်ဆိုလို့ရပါတယ်။နောက်တစ်ခုခရီးယန်ဘာသာပေါ့။ဒီခရီးယန်ဘာသာမှာကတော့အဓိကအားဖြင့်ကောင်းငင်ပုံနဲ့ငရဲပုံဆိုတဲ့တမလွန်ဘဝနှစ်ခုကိုယုံကြည်ကြတယ်။ယေရှုခရစ်တော်ကိုယုံကြည်ပြီးတော့ဒီသူ့ရဲ့လမ်းစဉ်တိုင်းလိုက်လျှောက်သူတွေဟာတေဆုံးပြီးရနောက်မှာထာဝရဘုရားသခင်နဲ့အတူကောင်းငင်ပုံမှာဒီထာဝရရှင်နေထိုင်ခွင့်ရှိမယ်လို့ယုံကြည်ကြတယ်။အဲဆန့်ကျင်မဲ့အနေနဲ့ဘုရားသခင်ကိုညင်းပယ်ပြီးတော့အပြစ်တရားတွေမှာပဲနေထိုင်သူတွေကတော့ ထာဝရဝေဒနာခံစားရမယ်ငရဲပုံကိုသွားရမယ်လို့ဆိုထားတာရှိရဲ့နောက်ပြီးသူတို့အနေနဲ့နောက်ဆုံးသောကာလမှာဒီလူသားအလုံးရှင်သန်ထမြောက်ပြီးတရားစီရင်ခြင်းခံရမယ်နေ့လို့ခေါ်ရဲဒီ judgment day ကိုလည်းဒီမျောလင်းကြတယ်နောက်ပြီးဒီအစ္စလမ်ဘာသာမှာကတော့ဒီ bazak လို့ခေါ်ရဲတမန်တော်ဘုရားကိုအလေးနဲ့ယုံကြည်ကြပါတယ်ဒီလူသားတိုင်းဟာတည်ဆုံးပြီးရတဲ့နောက်မှာ bazak လို့ခေါ်ရဲဂျားကာလာတစ်ခုကိုဖျက်ဆီးရပြီးတော့ဒီကဘာကြီးပြတ်သုံးပြီးရတဲ့နောက်မှာဒီကီယာမတ်နေ့ကိုရောက်မှသာ ဒီအားလုံးရှင်သန်ထားမြောက်ပြီးအလာရှင်မြတ်ရဲ့တရားစီရင်မှုကိုခံရမယ်ဆိုတဲ့သဘောဒီနောက်ပြီးတော့ကောင်းမှုပြုသူတွေဟာစမ်းရည်စည်းစင်းနေတဲ့ဒုက္ခဥယင်ဇနက်ကိုတွားရပြီးတော့ဒီမကောင်းမှုပြုတဲ့သူတွေကတော့မီးလောင်နေတဲ့ဂျဟန်းမှာပြည့်တန်ခံရမယ်လို့လည်းယုံကြည်ကြတယ်ဒီယုံကြည်မှုဟာမွတ်စလင်တွေရဲ့နေ့စဉ်ဘဝနဲ့ကိုကျင်တရားပေါ်မှာကြီးမားတဲ့လွမ်းမှုမှုလည်းရှိရပြအဲဒီကမ်းဆက်ကျွန်တော်ဒီနာမည်တွေဒီအခေါ်တွေကိုခေါ်တဲ့နေရာမှာအတန်တက်တွေမာကောင်းမာနိုင်ပါလေ။ဒါကြောင့်ဒီလိုအတန်တက်တွေမာခဲ့တယ်ဆိုရင်လေဒါခွင့်လို့ပေးဖို့ မြေတားရခင်အချင်းမာရေပေါ့နော်။ Okay စကားဆက်ကြတာပေါ့။ဟင်နူဘာသာမှာကတော့ဒီကံဒီကုစုကံအာကုစုကံဒီဓမ္မနဲ့တဘဝပြီးတဘဝကူပြောင်းတာတန်တရားလည်နေခြင်းဆိုတဲ့အယူအဆတွေကအဓိကကြတယ်။လူတရားရဲ့ကုစုကံအာကုစုကံတွေဟာသူ့ရဲ့နံဘဝကိုထူးဆဲပုံဖော်ပေးတယ်လို့လည်းယုံကြည်တယ်။အာဒီဟင်နူကတော့ဗုဒ္ဓဘာသာနဲ့အနီးဆက်ဆုံးသောဘာသာလို့တောင် ပြောလို့ရတယ်ဘာသာတစ်ခုပဲဖြစ်တယ်။ဒီသူတို့မှာကဒီအတ္တမာလို့ခေါ်တဲ့ဝိညာဉ်က လူသေးသွားရင်လည်းမပြက်စီးပဲနဲ့ဒီတစ်ဆုံသွားတဲ့ခန္ဓာကိုယ်ကနေထွက်ခွာသွားပြီးတော့နောက်ခန္ဓာတစ်ခုတည်းကိုကုပြောင်ပရိသန်နေတည်ပြီးတော့နောက်တဲ့တဘဝထပ်ဖြစ်တယ်လို့ယုံကြည်တယ်။အာဒါနဲ့ပတ်သက်လို့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့တဲ့ရုပ်ချုပ်ပြီးနာမချုပ်ပဲဘဝပြောင်းနေဆိုတဲ့နေရာမှာနည်းနည်းသွားဆင်နေတယ်။ဒါပေမဲ့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့တဲ့နာမချုပ်ဘူးဆိုတာကကမ္မနိယာမသဘောတရားလေးမချုပ်ဖဲနဲ့ဒီတန်တရားဝဲကရထဲမှာဆက်လည်နေရတယ်လို့ဆိုလိုချင်တာဒါကြောင့်အဲ့ဒီဗီဒီယိုက concept လေးကိုလည်းပြန်ပြီးရှင်းပြတာဖြစ်တယ်ပေါ့နော် ။နောက်ပြီးဇွန်လန်စကားကိုပြန်ဆက်ရရင်ဒီလိုအဖမ်းမှန်ပြန်လဲလဲပတ်နေတဲ့ဘဝတွေဟာဒီအတ္တမှာဆိုတဲ့ဝိညာဉ်ကမူလဖန်ဆင်းရှင်မြမကြီးစီကိုပြန်သွားမှတန်လျာဝိစင်းရဲကနေလွတ်မြောက်ရာ မောကနိဗ္ဗာန်ကိုရရှိမယ်လို့ပြောထားတယ် ဒီဆက်လက်ပြီးအီဂျစ်လူမျိုးတွေရဲ့တမလွန်ဘဝပေါ်ယုံကြည်တာနေနဲ့ပတ်သက်လို့ကြည့်ကြတာပေါ့ဒီအီဂျစ်လူမျိုးတွေရဲ့တမလွန်ဘဝပေါ်ယုံကြည်မှုတွေနဲ့ပတ်သက်လို့သိချင်ရင်ဒီပိရမစ်တွေဒီမမ်မီယုတ်အလောင်းတွေကတသိခံနေရဲဒီသူတို့ကတည်ဆုံပြီးတဲ့နောက်မှာဝိညာဉ်ကအာရုလို့ခေါ်တဲ့ကောင်းငင်ပုံကွင်းမြင်စီကိုခရီးဆက်ရပြီးတော့ဒီအဲ့ဒီမှာအိုဇိုင်းရဲ့နတ်ဖျားရဲ့တရားစီရင်မှုကိုခံယူရတယ်လို့ယုံကြည်ခဲ့ကြတယ် အဲဓမ္မလုံမှာကောင်းစွာနေရဖို့အတွက်ဒီ Book of the Dead လို့ခေါ်တဲ့မရဏကျမ်းစာတွေကိုအလောင်းနဲ့အတူထည့်ပေးပြီးတော့ခန္ဓာကိုယ်မပြတ်စည်းအောင်ဆေးစီရင်ထင်းထင်းကဲကြတာဟာလေဒီသူတို့ရဲ့ယုံကြည်မှုဘလောက်နဲ့ရှိုင်းနေဆိုတာကိုပြသနေဒီအာရှတိုင်းဘက်ကို ပြန်လာကြည့်မယ်ဆိုရင်လေဒီကိုရီးယားလူမျိုးတွေရဲ့ရှေးရိုးစင်လာယုံကြည်မှုတွေတဲမှာဓမ္မလုံခင်းနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အယူအဆတွေရှိနေပါတယ်အာဒီတည်ဆုံသွားသူတွေရဲ့ဝိညာဉ်ဟာဓမ္မလုံကဘာကိုတွားရမယ်လမ်းခီးမှာ ဒီဟွမ်ကျွန်ကန်လို့ခေါ်တဲ့မြစ်ဝါကြီးကိုဖျက်ကူးရတယ်လို့ကိုရီးယားတချို့ပုံမြင်နေမှာဆိုထားပါတယ်။အဲဂျပန်လိုဆန်ဆူးမြစ်နဲ့ဆင်တူတဲ့ concept မျိုးဖြစ်ပြီးတော့ဒီမြစ်ကိုဖျက်ကူးဖို့အတွက်တည်ဆောင်းသူရဲ့ဆွေမျိုးတွေဟာဒီဘာသာရေးဆိုင်ရာပြုတ်ဝဲကိစ္စတွေဥမာအဲချွန်တိုဂျယ်လိုဝိညာဉ်ပုပ်ပွဲတွေလောဆောင်ပေးခြင်းအပြင်ကုညီနိုင်တယ်လို့ယုံကြည်ထားကြတယ်။နောက်ပြီးဒီမြစ်ကမ်းမကြီးမှာကွယ်လွန်သူကိုစောင့်ကြော်နေတဲ့နတ်ဘုရားတွေအဲဒါမှမဟုတ်အပြစ်ဒီအပြစ်အကုသို့အလိုက် ဆုံးဖြတ်ပေးမယ်တရားသူကြီးတွေ အဲမြန်မာလို့ဆိုရင်တော့ယမမင်းကြီးတွေရှိနေတယ်လို့သူယုံကြည်ထားကြတယ်။အာနောက်ပြီးဒီဟိမဝင်တာတောင်းတဲ့ဒေသကတိဘက်ဗုဒ္ဓဘာသာမှာကတော့ဒီဘာလို့သူတော်လို့ခေါ်တဲ့တိဘက်မရဏကျမ်းသာကတိတ်ထင်ရှားတဲ့ကျမ်းသာတစ်ခုပဲဗျ။အဲဒီကျမ်းသာကြီးကလူတယောက်သေဆုံးပြီးတဲ့နောက်နဲ့နောက်ဘဝတစ်ခုကိုမဝင်စားခင်ဂျားကာလာဖြစ်တဲ့ ဘားတို့အဆင့်မျိုးမျိုးကိုဖျက်တမ်းရတယ်လို့ဆိုလိုထားတယ်။ဒီဘားတို့အဆင့်တွေမှာတည်ဆုံးသူဟာအလင်းရောင်အမျိုးမျိုး၊နတ်ဖျားအမျိုးမျိုးရဲ့ပုံရိပ်တွေနဲ့ဒီကြောက်မက်ဖွယ်မြင်ဝင်းတွေကိုမြင်တွေ့ရပြီးတော့အဲအဲ့ဒီအချိန်မှာသူတို့ရဲ့တည်င်းနဲ့အသိပညာကနောက်ဘဝကောင်းကိုရောက်ဖို့ဒါမှမဟုတ် လွမြောက်မှုကိုရဖို့အတွက်အဆုံးဖြတ်ပေးတယ်လို့ဆိုလိုတယ်။အာနောက်ပြီးဒီကျမ်းကိုတေကန်သည့်လူတယောက်ရဲ့ပင်မရုပ်ဖက်ပေးခြင်းအပြင်နောက်တစ်ဘဝကိုဝူပြောင်းရမှာအများကြီးအထောက်အကူဖြစ်နိုင်တယ်လို့လည်းသူတို့ယုံကြည်ထားကြတယ်။ဆိုတော့ဒီလိုယဉ်ကျေးမှုအသေးသေးမှဓမ္မလွန်နဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေပုံဖော်မှုတွေ꿰ပြားကြပင်မဲ့ဒီအဓိကတူညီတဲ့အချက်ကတော့တေဆုံးခြင်းဟာအပြေးတိုင်꿰ပြောက်သွားခြင်းမဟုတ်ပဲဒီတနည်းမဟုတ်တနည်းနဲ့ဝိညာဉ်သို့မဟုတ်ဒီတတိစိတ်ဟာဆက်လက်တည်ရှိနေသေးရဲ့ဆိုတဲ့ယုံကြည်မှုတစ်ခုပဲဗျ။ ဒီယုံကြည်မှုတွေကလူအဖွဲ့အစည်းရဲ့ကိုခြင်းတရားတလေထုံးတဲ့နဲ့ဘဝအဓိပ္ပာယ်ရှာဖွေမှုပေါ်မှာကြီးမားတဲ့ impact တွေရှိနေတယ်ဗျ။ Okay so တမလွန်တကယ်ရှိခြင်းမရှိခြင်းနဲ့ပတ်သက်ပြီးဒီတိတ်ပံကျမ်းမာရေးနဲ့ဒသနိကဘေရရှုထောင့်ကကြည့်ရင်ရောဘလို့ဖြစ်ထွက်မလဲဒီဘာသာရေးနဲ့ယဉ်ကျေးမှုတွေကတမလွန်နဲ့ပတ်သက်လို့မျိုးစုံကျိုးကုန်ပြောနေကြတဲ့အချိန်မှာဒီတိတ်ပံပညာရှင်တွေအတွေးခေါ်ပညာရှင်တွေဒသနပညာရှင်တွေကရောတမလွန်ကိုဘလို့မြင်ကြသလဲဒီတိတ်ပံနဲ့ကျမ်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်တော့ ီတည်ဆုံးသွားခြင်းဆိုတာဟာဒီဇီဝဗေဒအရအုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေလုံးဝရပ်ဆိုင်းသွားခြင်းအမှုနှလုံးခုန်ရပ်သွားခြင်းလို့ဆိုလိုတယ်။ပြောချင်တာကတော့လက်ရှိအချိန်ထိသိပ္ပံနီးကြအရဒီတည်ဆုံးပြီးဝิญဉ်ကောင်တရှိနေတယ်။ဒါမှမဟုတ်အော်လှုပ်ရှားသွားလာနေတယ်။ဒါမှမဟုတ်ဖြတ်တန်းနေတယ်ဆိုတာကိုဘယ်သိပ္ပံဆိုင်အထောက်ထားမှပြသနိုင်မရှိသေးဘူး။ဟို ဒီဟိုလိုလိုဒီလိုလိုရောင်အားဝါသတင်းအချက်အလက်တွေပဲရှိနေသေးရပေါ့ဒါပေမဲ့ဒီတေကန်ဤအတွေ့အကြုံလို့ခေါ်တဲ့ near death experience ဒီ NDES လို့ခေါ်တဲ့ဖြစ်စဉ်တွေကတော့အရင်စိတ်ဝင်စားစရာကောင်းတယ်အဲဘာလဲဆိုတော့ဒီနှလုံးရက်သွားပြီးသူတို့ကိုတေပါတယ်လို့သတ်မှတ်ထားတဲ့လူအချို့ပြန်လဲသတိရလာပြီးမှဒီသူတို့သတိမရှိတဲ့အချိန်တွေမှာအမောင်သူကြီးတဲ့ကအလင်းတကားပေါက်တစ်ခုကိုမြင်တွေ့ရတာဒီကွယ်လွန်သွားပြီဖြစ်တဲ့ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကိုတွေ့ဆုံရတာ ဒီကိုခန္ဓာကနေခွာထွက်သွားပြီးတော့ကိုကိုကိုအပေါ်သီးကနေမြင်နေရတဲ့ပုံစံမျိုးတွေကြုံတွေ့ရတာအဒီလိုမျိုးအများကြီးပေါ့နော်ဒီလိုသူတို့ရဲ့အတွေ့အကြုံအများကြီးကိုပြန်ရှင်းပြထားတဲ့ဗီဒီယိုတွေတော့ရှိတယ်ဗျ။အော်ဒီလိုမျိုးအတွေ့အကြုံတွေကိုပြန်လဲ share မလုပ်တာနဲ့ပတ်သက်ပြီးသိပ္ပံပညာရှင်တွေပြောကြတာကတော့အဲဒီအုံနောက်ထဲမှာအောက်ဆီဂျင်အရင်ပြတ်တောက်သွားတဲ့အတွက်ကြောင့်မလို့ခရောင်ကရမ်းနေမြင်နေလို့ဆိုထားတယ်ဒါပေမဲ့ဒီအန်တီကြီးကြုံတွေ့ရသူတွေရဲ့တူညီတဲ့စင်တူတဲ့ပြောဆိုချက်တွေကတော့ ဒီကိစ္စဟာပုံမနဲ့နဲနေတယ်ဆိုတာကိုပြောပြနေပြောချင်တာကအုံနောက်မှာအောက်ဆီဂျင်ပြတ်သွားလို့ဖြစ်တဲ့သဘောတစ်ခုထက်ပိုတယ်လို့ကျွန်တော်ဆိုဆိုချင်တာအဲနောက်ပြီးတော့ဒီနောက်ဆုံးပေါ်ယူဘာဘေတာသီအိုရီတချို့ဥမာ quantum physics မှာဆိုရင်လေဒီ mind ဆိုတဲ့အသေးစိတ်ဟာကျွန်တော်တို့နားလည်ထားရတဲ့ပိုပြီးအခြေခံကြားတဲ့အရာတစ်ခုဖြစ်ပြီးတော့အဲဒီယုတ်ခန္ဓာနဲ့တရားတည်ရှိနေနိုင်နေဆိုပြီးယူဆတဲ့သိပ္ပံဆိုင်ရာအချက်လက်တွေအဲဒီခု concept တွေလည်း ရှိရဒီနောက်ပြီးဒီကွန်ဆက်တွေကိုယုံကြည်ထားတဲ့သိပ္ပံပညာတချို့လည်းရှိနေပြန်ပါတယ်။ဒါပေမဲ့ဒါတွေကလည်းအများစုပေါ့နော်ဒီသိပ္ပံပညာရှင်တွေရဲ့ theory ဒီယူဆချက်သဘောတရားမျိုးမှာပဲရှိ ဟုတ်ပါရဲ့กว่าဆိုပြီးတော့လက်တွေ့အထောက်အထားတော့မရှိသေးဘူးပေါ့နော်အဲဒသနိကဗေဒရှူတောင်းကကြည့်မယ်ဆိုရင်တော့ဒီစိတ်ခန္ဓာပြဿနာ mind body problem ဆိုတာဟာအဓိကကြရပြဒီကျွန်တော်တို့ရဲ့သတိအတွေးခံစားချက်တွေဆိုရဲစိတ်ဟာ owner ဆိုရဲရုပ်ခန္ဓာရဲ့အထုပ်ကုန်တစ်ခုမြလား ။ဒါကိုခန္ဓာကိုယ်သေဆုံးသွားတဲ့အချိန်အောင်ဆက်လက်တည်ရှိနိုင်တဲ့အသေးအရာတစ်ခုလားဆိုတာရတနာပညာရှင်တွေကြာစုနှစ်ပေါင်းများစွာငင်းခုန်ခဲ့ကြတဲ့မိကုံးတစ်ခုပဲဗျ။အဲနောက်ပြီးတမလွန်ဘဝကိုယုံကြည်ခြင်းဟာလူသားတွေကိုမျှော်လင့်ခြင်းတည်ခြင်းတရားကိုရင်ဆိုင်ရတဲ့တတ္တိဒီဘဝမှာကြုံတွေ့ရတဲ့ဆုံးရှုံးမှုတွေအတွက်နှစ်သိမ့်မှုနဲ့ဘဝရဲ့အထိပယ်ကိုရှာဖွေရမှာအထောက်အကူပြုနိုင်တယ်လို့ရတနာပညာရှင်တချို့ကဆိုပါတယ်။ဒီဒါနဲ့ပတ်သက်လို့ပြင်သစ်ရတနာပညာရှင် Pascal ရဲ့ဒီ Pascal Wager ဆိုတဲ့တွေးခေါ်မှုကလည်းအထူးပဲထင်ရှားတယ်ဗျ။ သူကတော့ဓမ္မလွန်ဘဝရှိမရှိမသေးကြရင်တော့ရှိတယ်လို့ယုံကြည်ပြီးကောင်းမှုတွေလှုပ်ဆောင်ခြင်းဟာမယုံကြည်ပဲဘာမှမလုပ်တာထက်ဆိုင်ဆုံးရှုံးနေတာတရားမရှိရဲ့အပြင်တကယ်ရှိနေရင်တော့မှအကျိုးများစွာပေးနိုင်တယ်လို့ဆိုထားတယ်။ဆိုတော့ကျွန်တော်အချုပ်အားဖြင့်ပြောရမယ်ဆိုရင်တော့ဓမ္မလွန်ဘဝတကယ်ရှိမရှိဆိုတဲ့မေးခွန်းဟာလက်ရှိအချိန်မှာသိပ္ပံနေကြတိတိကျကျတက်တေပြဖို့အလွန်ခက်ခဲတဲ့မေးခွန်းကြီးတစ်ခုအဖြစ်ဆက်လက်တည်ရှိနေရဲ့။နောက်လင်းဆက်လက်တည်ရှိနေအောင်မယ်လို့တော့ကျွန်တော်ထင်မိရဲ့။ အဲဒီနေ့ကျွန်တော်တို့အတူတူရုပ်ရှင်တွေကတမလွန်ပုံရဲ့အမျိုးမျိုးကိုလေ့လာခဲ့ကြရင်ကဘာတဝန်းကဘာသာတရားတွေနဲ့ယဉ်ကျေးမှုတွေကနေတမလွန်ပေါ်ထားရှိတဲ့ယုံကြည်မှုတွေကိုလည်းကြံကြံမြတ်မြတ်ဆွေးနွေးခဲ့ကြရင်နောက်ပြီးတော့သိပ္ပံပညာနဲ့ရတနိကဗေဒကရောဒီလိုနည်းနဲ့မေကွန်ကြီးပေါ်မှာဘလို့ချင်းခဲ့ကြလဲဆိုတာကိုလည်းတတ်နိုင်သလားကျွန်တော်တို့တွားရောက်ကြည့်ရှုခဲ့ကြရင်အဲနောက်ပြီးရုပ်ရှင်တွေကတမလွန်ကိုစိတ်ကူးနဲ့ပုံဖော်ရဲဆိုပေမဲ့လည်းအဲ့ဒီပုံဖော်မှုတွေကလူသားတွေရဲ့အတွင်းအကြုံမျောလင်းချက် ဒီကြောင်းရုံမှုနဲ့တိလိုစိတ်တွေကိုထင်ဟနေအောင်မှာတော့အမှန်ပဲနောက်ပြီးတမလုံးနဲ့ပတ်သက်ပြီးအမြင်မျိုးမျိုးယုံကြည်မှုအမျိုးမျိုးရှိနေတာဟာလေကျွန်တော်တို့လူအဖွဲ့စည်းရဲ့မတူကွဲပြားမှုနဲ့အတွေးခေါ်ကြွေးရမှုတွေကိုပြသနေတယ်။ဒီနေရာမှာအရေးကြီးဆုံးအချက်တစ်ခုကတော့ဒီလိုမတူညီတဲ့အမြင်တွေအားလုံးကို respect လို့ခေါ်တဲ့လေးစားမှုထားရှိဖို့ပဲမင်းယုံတာကိုငါမယုံဘူးဒါကြောင့်မင်းယုံတာမားတယ်လို့မပြောမိဖို့ကအတိအကပဲနောက်ပြီးဒီတမလုံးဘဝတကယ်ရှိမရှိဆိုတာနဲ့ပတ်သက်လို့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးက အဖြေပေးနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဒါဟာလူသားတဦးချင်းစီရဲ့ကိုပိုင်ယုံကြည်မှုကိုပိုင်စင်ကျင်သုံးသပ်မှုနဲ့ဒီကိုပိုင်ရှာဖွေတွေးရှိမှု ပုံမှာပဲမူတည်နေလို့ပဲအဲဒါပေမဲ့ဒီဗီဒီယိုကနေအချက်လက်အမျိုးမျိုးအမြင်မျိုးမျိုးကိုသိရှိပြီးတဲ့နောက်မှာအဲမိတ်ဆွေကိုယ်တိုင်အတွက်အဖြစ်တစ်ခုခုကိုရှာဖွေဖို့ဒါမှမဟုတ်မိကုံးတွေထပ်မေးမြန်းဖို့ပုံမိုလေးလာခြင်းစိတ်တွေဖြစ်ပေါ်လာဖို့တွန်းအားတစ်ခုဖြစ်မယ်လို့တော့ကျွန်တော်မျှော်လင့်မိတယ်။နောက်ဆုံးအနေနဲ့စဉ်းစားလို့အကောင်းဆုံးမိကုံးတစ်ခုနဲ့ပဲကျွန်တော်ညီကုန်းချုပ်ခြင်းနဲ့အဲ့ဒါကပါလဲဆိုတော့ ကျွန်တော်တို့ကအိတ်နေကြပြီးတည်ဆုံသွားတဲ့လူတွေကနိုးမြန်သွားတာလားဆိုတော့ဒီမေးခွန်းလေးကိုဆက်လက်ဆင်ခဲတွေးခေါ်ပြီးတော့အမျိုးမျိုးအဖြေထုတ်ကြည့်ကြပါလို့တိုက်တွန်းရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်။နောက်လာမယ့်ဗီဒီယိုတွေကိုဆက်လက်ဆောင်မြောအားပေးကြပါလို့လည်းကျွန်တော် တောင်းဆိုချင်ပါတယ်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။